တင်ဆက်ပေးမယ့်သတင်းကတော့ Leicester အသင်းဒုတိယမြောက်တန်းဆရာမဲအသင်းဖြစ်လာတဲ့ဆွဲသတင်းပဲဖြစ်ပါတယ်။ Leicester အသင်းဟာဒီနေ့ပေါ်လုံရသည့် Premier League ပြိုင်ပွဲကနေဒုတိယမြောက်တန်းဆင်ရအသင်းဖြစ်လာခဲ့တယ်လို့သိရပါဗျ။ Leicester အသင်းဟာယမန်နီးညားကရှင်ပြန်ကစားခဲ့တဲ့ပွဲမှာ Liverpool အသင်းကိုချုံနေခဲ့တာကြောင့်ရမန်အနေထားနဲ့လက်ကျန်ပွဲရေးအတွက်ရာတန်းဆင်ရဖို့အတွက်တည်ကြသွားခဲ့တာဖြစ်ပါတယ်။ လက်စတာအသင်းဟာနောက်ဆုံးကစားခဲ့တဲ့အင်္ဂလန်ပွဲစဉ်တွေမှာ၁၂နိုင်ရဲ့ဇက်တိုက်ကိုသွင်းနိုင်ခြင်းမရှိခဲ့သလိုနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲ၁၆ပွဲမှာလည်းတပွဲပဲနိုင်ရတဲ့ဒီအခြေအနေဆိုးရခဲ့တာကြောင့်တန်းစင်ခဲ့ရတာပဲဖြစ်ပါတယ်။လက်စတာအသင်းဟာပရီးမီးယားလိရှမ်ပီယံစုနဲ့ FA ဘလာရှမ်ပီယံစုကိုရောက်နိုင်ခဲ့ပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်တန်းဆင်းရတာဖြစ်ပါတယ်။ လက်စတာတင်ကပြီးခဲ့တဲ့ဘောလုံးရာသီကရှက်မြန်ရှစ်ကနေတက်တက်နိုင်အောင်ဆွဆောင်ပေးခဲ့တဲ့နီပြမာရက်စ်ကရှက်စီကိုပြောင်းချွတ်သွားပြီးနောက်ပိုင်းနီပြစတီကူပါနဲ့လက်ရှိနီပြနက်စတရိုင်းတို့ကိုခန့်အပ်တောင်းပေးခဲ့ပေမဲ့အဆင်မပြေခဲ့ပဲနဲ့တန်းစင်ခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ဒီတဲ့င်းကိုတော့ငင်းချန်ဝါပေးပို့လာပါဗျ။